ဂေါရမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားကိုဖူးရှင်နေအဲ့ဒီလိုလဲပြောလိုက်ရောပါဝေယကကလူလေပဲဗျာဂေါရမဗုဒ္ဓနဲ့သာသွားတွေ့မယ်ဆိုရင်သူ့ကိုကြည်ညိုသွားတာနဲ့ငါ့ကိုလုံးဝထက်တွတ်တော့မှမဟုတ်တော့ဘူးတဲ့သူ့စိတ်ထဲမှာစဉ်းစားတာခမရဘာလို့သွားပြီးတော့ဖူးမြော်မှလဲအဲ့ဒီဂေါရမဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဟာအာဝတ္တဏိယမာယာအောက်လန်းပညာတတ်တယ် သူတည်ရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုမကြည်ညိုရမနေနိုင်အောင်ဆွဲဆောင်တတ်တဲ့အတတ်ပညာဘုရားလက်ထက်ကဒိဋ္ဌိတွေကမြတ်စွာဘုရားကိုမနာလိုတော့အဲ့ဒါလိုအပုတ်ချကြတာအမှန်ကတော့မြတ်စွာဘုရားဆိုတာကသိပြီးတော့တပ်ပေတဲ့ရုပ်အစင်းကိလေသာကိန်းနေလို့အင်မတန်ငြိမ်းချမ်းနေတဲ့မျက်နှာအဲ့ဒါလိုရုပ်အစင်းဘက်ကရောဓမ္မဘက်ကရောပြောစရာမရှိအောင် ပြည့်စုံတာဆိုတော့မြင်ရရင်မကြည်ညိုရရင်မနေနိုင်ဘူး ဲ့ဒါကိုမနာလိုလို့အဲ့ဒါလိုမြတ်စွာဘုရားကိုအာဝတ္တနိယမာယာတက်တယ်လို့ပြောကြတာတဲ့အဲ့ဒါလိုပြောပြီးတော့တားလိုက်တော့ဒကမာကြီးကနောက်ဆုတ်သွားရောနောက်ရဲ့အနေငယ်ကြတော့ဒုတိယံပြီးနှစ်ကြိမ်မြောက်မြတ်စွာဘုရားကိုဖူးမြော်ခြင်းတော့သွားပြီးတော့တိုင်မင်းနေတားပြန်တာပဲတတိယအကြိမ်တိုင်မင်းနေတားပြန်တာပဲသရုထအကြိမ်ကြတော့မတိုင်မင်းတော့ဘူးအဲ့ဒါမြတ်စွာဘုရားစီကို သူ့ရဲ့တားအရင်ကိုလွတ်တယ်ငါသား မနေ့ပြန်မနေ့မှာအဲ့ဒီမြတ်စွာဘုရားကိုနောက်ပါတန်ခါများစွာနဲ့အိမ်ကိုဆွမ်းစားကြွပါလို့တောက်ပြီးတော့ပင့်ကြီးလို့ခိုင်းလိုက်တယ်။အိမ်မှာမန္တကြီးထိုးပြီးတော့မြတ်စွာဘုရားတန်ခါတော်တွေဖုံးပေးဖို့စွမ်းကွမ်းတွေစီစဉ်ပြီးတော့တက္ကပါကြီးကနေတာ။အဲ့ဒါဘုရားတောက်ပင့်တဲ့သားကဘုရားစီတန်းမသွားဘဲနဲ့ပါဝေယကစီကိုဝင်တာ။ဝင်တဲ့အခါကျတော့မင်းဘယ်သွားမှတို့။မြတ်စွာဘုရားကိုအမေကတောက်ပင့်ခိုင်းလို့ဖះ။ ဟာသွားမပင့်နဲ့ကွာအမေစကားနားမထောင်မဲမနေရဘူးဖေရအေးအဲ့ဒီလိုဆိုရင်မင်းအမေစကားကိုလည်းနားမထောင်ရမရောက်အောင်ငါတို့အကြံစီလည်းအောင်မြင်အောင်မင်းဖေရစီကို သွားပြီးတော့ပင့်တော့ပင့်ခဲ့ကွာဒါပေမဲ့လို့မြတ်စွာဘုရားကြွလာရမယ့်နေရာကဘယ်နေရာဘယ်လမ်းဘဇုအိမ်လို့မင်းနေရာဒေသကိုမပြောခင်းနေတဲ့ အရှင်ဘုရားမနေ့ပြန်ရှုံဖုံပေးကြွပါဘုရားလို့ဒါပဲပင့်ပြီးတော့ပြန်လာခဲ့အဲ့ဒါဆိုရင်မင်းတို့အိမ်ဘယ်နှနေမှမသိတော့အဲ့ဒီမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်အတွက်ချက်ထားတဲ့စွန့်နေကုန်းတွေကိုငါတို့နှစ်ယောက်စားကြတာပေါ့အဲ့ဒါလို့အကြံပေးတော့အဲ့ဒီကလေးကမြတ်စွာဘုရားကိုသွားပင့်တယ်အရှင်ဘုရားမနေ့ပြန်မှာတပည့်တော်တို့အိမ်ကိုရှုံဖုံပေးကြွပါဒါပဲပြောခဲ့တာ နောက်နေ့မနေ့လင်းတဲ့အခါကျတော့နောက်ပါတန်ခါများစွာချမ်းရံပြီးတော့မြတ်စွာဘုရားကအိမ်တော်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်ကြွလာတယ်မြတ်စွာဘုရားရောက်မလာခင်မှာတက္ကတုံးကအရင်ရောက်လာတော့ဘုရားနဲ့အယူအဆမတူတဲ့အတွက်ကြောင့်အိမ်ခန်းထဲမှာသူ့ကို တကားပေါက်ပိတ်ပြီးတော့ကျွေးเสียရရှိတာကျွေးထားတာဒကမာကြီးကအချိန်တန်တော့မြတ်စွာဘုရားရောက်လာတော့သူအံ့ဩနေတယ်နေရာကိုမပြောခဲ့ဘဲနဲ့ဘယ်နဲ့ကြောင့်ရောက်လာတော့ အဲ့ဒါကိုဦးဇင်းတို့စာရဲကရှင်းပြထားတယ်။ဖျားဆိုတာတဲ့။နတ်ပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းကိုလည်းသိတယ်တဲ့။ဟုတ်လား။ပြမပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်။စိတ်ဝင်စားတယ်ဆိုရင်ငရဲပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်။နောက်ဆုံးဘဝတန်တရာကထွတ်မြောက်ရာဂတိဝိမု ക്ത လို့ဆိုရတဲ့နိဗ္ဗာန်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်။ တာဝတိမြို့တဲကရှိတဲ့အိမ်တအိမ်ကိုသွားရတဲ့လမ်းလောက်တော့ဘယ်မတိဘဲနေမှာလဲတဲ့ဒီလိုလေးရှင်းပြထားတယ်ဒီတော့ဒကာရမတို့ဦးဇင်းတို့အတွက်သွားကျင်တယ်ဆိုရင်ပန်းနိုင်အသီးသီးကို ရောက်တဲ့လမ်းတွေကိုမြတ်စွာဘုရားပြောမထားဘူးလားပြောထားတယ်ကိုကြိုက်တဲ့လမ်းကိုကိုလျှောက်ကြဖို့ပါပဲဟုတ်ရလားခုမြတ်စွာဘုရားကအိမ်ကိုရောက်လာတော့တက္ကတော်ကအံ့ဩနေတယ်အဲ့ဒါမြတ်စွာဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုဆုံးဖုံးပေးဖို့ဆုံးကတ် ဆုံးဖုံးပေးပြီးပြီဆိုတော့မြတ်စွာဘုရားကအနုမောဒနာတရားများဟောကြားတက္ကမကြီးဆိုတာမပြောနဲ့တော့ပြောလိုက်တာပီတိတွေနဲ့ကြည်စံအတွေ့နောက်ကျလိုက်တာအင်မတန်နှူးညံ့တဲ့အင်မတန်သိမ်မွေ့တဲ့အင်မတန်သဘ္ဗေတဲ့အင်မတန်အိဗေရှိတဲ့တရားစကားတွေကို ပြောကြားတော်မူတဲ့မြတ်စွာဘုရား မြတ်စွာဘုရားကလေးနဲ့တဲ့အဓိပ္ပာယ်တခုကိုပြောလိုက်တိုင်းပြောလိုက်တိုင်းအောက်ကသာဓုအကျဉ်းချင်းခေါ်လို့ပြောပြီးတော့ပီတိတွေနဲ့နှစ်သက်နေတာဒကမာကြီးကမြတ်စွာဘုရားကလည်းရှေ့ကတရားဟောပေါ့ဗျာအဲဒီလိုဒကမာကြီးကပီတိတွေနဲ့နှစ်သက်နေပြီမလို့အိမ်ကန်းထဲမှာတကားပေါက်ပိတ်ပြီးတော့စားတောက်နေတဲ့ပါဝေယကကလုံးဝမကျေနပ်ဘူးပြည့်စည်သွားပြီတဲ့ငါရဲ့လက်လာဘတွင်ကြီးခန်းချောက်သွားပြီ ဒီဒကမာကြီးကငါ့ကိုဘယ်လိုမှကြည်ညိုတော့မှမဟုတ်တော့ဘူးမနာလိုတဲ့တရားတွေဝန်တိုတဲ့တရားတွေနှိပ်ဆက်ပြီးတော့မအောင်နိုင်မအီးနိုင်မဲနဲ့တကားပေါက်ကိုဖြုံးနေဖွင့်ပရိသတ်တွေတန်ဃာတို့တွေနဲ့ဝန်းရံနေတဲ့မြတ်စွာဘုရားရဲ့ရှေ့ကိုရောက်လာပြီးတော့လက်ညှိုးထိုးပြီးတော့ဘုရားကိုဆဲတယ်တဲ့အဲ့ဒီတက္ကတုံးကဘုရားကိုဆဲပြီးအားမရတော့ဒကမာကြီးကိုလည်းဆဲတဲ့အယုဒ္ဒအနတ္တတွေပြောပြီးတော့အဲ့ဒါတခါတည်းထွက်ပြေးသွားတာ ပါဝေယကကအဲ့ဒီမှာဒကမာကြီးကစောစောကဖြစ်နေတဲ့ပီတိတွေကြက်ပြောက်ငှက်ပြောက်ပြောက်သွားပြီမရှိတော့